အစ္စတ်သိက္ခာဟာရှရီယတ်တရားတော်ကပြသထားတဲ့ပုံစံမှာပဲရှိပါတယ်လိဇာအတ္တမိတ်ဆိုင်နေနောက်မြခင်များဒါကြောင့်မိန်းကလေးတယောက်ပို့ပြီးဘဝလုံးကျုံခြင်းနဲ့အစ္စတ်ရှိတဲ့နဲ့သိက္ခာရှိခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့အနေထိုင်ကိုဘလောက်ပရဒအတွင်းထဲမှာနေမလဲအဲ့ဒီလောက်ကျွန်တော်တို့အစီမှာနော်အမျိုးသမီးတွေစီမှာအစ္စတ်တွေသိက္ခာတွေရှိလာမှာဖြစ်တဲ့လိဇာအတ္တမိတ်ဆိုင်နေနောက်မြခင်များကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်းပရဒလောက်ပါ နော်ဒီတိုင်းပဲကိုယ့်ရဲ့မျက်နာကိုလေးပဲပရဒါလို့ကိုယ့်ရဲ့ဓာတ်ပုံတွေ Facebook ပေါ်မှာမတင်ပါနဲ့။နော် Facebook ဆိုတာလူတန်းစားအဆုံသုံးနေတာ။နော်စိုက်ကားသမားလေးသုံးနေ။နော်ဘီးသမားလေးသုံးနေ။စီးသမားလေးသုံးနေ နော်ကိုယ့်ရဲ့အင်မတန်မကိုပဲလှပတဲ့တိတ်ခါရှိတဲ့မွတ်စလင်သမီးမျိုးရဲ့မျက်နှာဘာဖြစ်လို့ကိုဘိန်းသမားကိုတောက်ပြမှာလဲကိုစီးသမားကိုတောက်ပြမှာလဲဒီနေ့ကျွန်တော်တို့အိမ်မှာနော်လမ်းပေးရအာဝါရစီးသမားတယောက်အိမ်မော်တက်ပြီးတော့ကျွန်တော်ကိုလာပြောမယ်နော်ခင်ဗျားသမီးကိုကြုံကြည့်နေတယ်ဆိုရင်ကြုံဆွေးထုတ်ပြီးလွတ်မှာနော်မင်းအစင်နဲ့မင်းဘာကောင်မှုလို့လဲငါအိမ်မော်တက်ပြီးလူပွားွားလို့ငါသမီးကိုကြည့်မယ်မင်းဘာကြောက်ပြောတာလဲစော်ကားတာလားလို့ကျွန်တော်တို့မေးလိုက်မယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့အိမ်မှာကျွန် တို့တို့သမီးတွေသူတို့ရဲ့တပ်ပုံတွေကို Facebook ပေါ်တင်လိုက်တယ်။အဲ့ဒီ Facebook ပေါ်ကနေဒုနီယာတစ်ခုလုံးက အာဝါရာတွေတော့စီးသမားတွေကနော်အင်တာနက်ကိုပဲစိုးသွမ်းတဲ့လူဆိုးတွေလူမိုက်တွေအကုန်ဒီပုံကိုကြည့်ပြီးတော့အရသာယူနေကြ။လေးစားအတက်မေးစေနေတော့မြခင်ဗျဘလောက်တိတ်ခံမှဲ့တဲ့ကိစ္စလဲနော်အဲ့ဒါတွေကိုမိခင်ဖခင်နေတားရမယ်လေးစားအတက်မေးစေနေတော့မြခင်ဗျနော်ကျွန်တော်တို့ရဲ့သမီးမျိုးတွေကို တော့ရှရီယတ်ကဘောင်အတွင်းမှာထားပြီးတော့သူတို့ဘဝတွေကိုတန်ဖိုးရှိအောင် ကျွန်တော်တို့လုပ်ပေးပါဒိစာတေမိတ်စင်ညီနောင်များခင်များဒီတော့တော့ကျွန်တော်စကားဒီလေးပဲအများကြီးတင်ပြလိုက်တယ်ဒီတော့ကျွန်တော်ဏီကုန်းချုပ်တင်ပြချင်တာကတော့ဘဝတတန်းဆိုတာဒီလိုဘဝတတန်းကိုကျွန်တော်တို့မွေးမြူပါအဲ့ဒီဘဝတတန်းဟာအလ္လာနဲ့အလ္လာရဆူလ်ရဲ့လမ်းညွန်ချက်နဲ့ညီတဲ့ဘဝတတန်းအလ္လာနဲ့အလ္လာရဆူလ်ရဲ့လမ်းညွန်ချက်နဲ့ညီတဲ့ဘဝတတန်း ဒီတိုင်းမဲ့သားသမီးတွေကိုလည်းဒီလိုပုံစံနဲ့အုပ်ထိန်ပါရှရီအတ်ကပြထားတဲ့ပုံစံ